ခင်ဗျားတို့သိတဲ့အတိုင်းပဲခုချိန်ထိလေ Android ရေလို့ပြောလိုက်ရင်တို့ရက်ကွက်မှာ flagship phone တွေတော့မှ major OS update က၃ခုထက်ပိုပေးဖို့တို့တော်တော်တိုင်ပတ်နေကြတော့မယ်၃ခုဆိုတာတော်တော်ရရောနေပြီလို့ပြောရမှာပေါ့နော်အဲ့လိုအချိန်မျိုးမှာ Samsung က major OS update 6နှစ်ရမယ်ဒါမှမဟုတ်6ခုရမယ်ဆိုပြီးတော့ Samsung ရဲ့ A56 နဲ့ A36 ရဲ့ mirage တွေကိုကျွန်တော်တို့မြန်မာနိုင်ငံကို သွင်းပေးလာတယ်ဆိုတော့ဒီနှစ်အဲ Samsung ရဲ့ A series တွေကအရင်နှစ်ကထက်တိုးတက်လာတဲ့ဘိုင်းတွေဘာတွေများရှိမလဲပြီးတော့တကယ်လို့ S25 Ultra လို့မျိုး flagship စစ်စစ်တစ်လုံးနဲ့တူတူသုံးမယ်ဆိုလို့ရှိရင်ရောဘယ်လိုနေထားရှိမလဲဘယ်လောက်กว่าမလဲပေါ့နော်ပို့ပေးလိုက်ရတဲ့ပတ်စံနဲ့ပို့ရလိုက်တဲ့ experience ကဘာတွေဖြစ်မလဲအဲ့ဒါကိုကျွန်တော်တို့ဒီနေ့မှပြောပြမယ် Okay TV ရှာစာနေကြိုးဆိုပါရယ်ဒီဖုန်းနေရဲ့ဒီဇိုင်းမိုင်းတွေကတော့ကျွန်တော်တို့အရင်နှစ်တုန်းက A55 တို့ A35 တို့နဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်ဘာမှတိတ်ပြီးတော့ကြီးကြီးမားမားကြီးပြောင်းလဲတော့တာမျိုးမရှိဘူး အမဆိုးစလောက်လေးပစ္စည်းညောက်တောင်လေးပိုပါသွားတယ်ပိုပေါ့သွားတယ်ကင်ကြီးလိုက်တာနဲ့တင်ကိုကျွန်တော်တို့ mirage phone တစ်လုံးအနေနဲ့မဆိုးဘူးလို့တော့ခံစားရတယ်ပြီးတော့ A36 ရော A56 ရောဟာရုတ်တရက်ကြည့်လိုက်ရင်တူရယ်လို့ထင်ရပေမဲ့တခြားကြည့်လိုက်မယ်ဆိုလို့ရှိရင်မတူတဲ့တချို့အချက်လေးတွေရှိတယ်အဓိကအားဖြင့်ကတော့ကျွန်တော်တို့ camera housing ပေါ့နော်မနစ်ကလိုမျိုးသူကတီးတန့်တလုံးချင်းစီမျိုးဟိုခွဲထုတ်ထားတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အကုန်လုံးပေါင်းထားတဲ့အမ်ကင်မရာအိုင်လန်ပုံစံမျိုးပြန်လုပ်သွားတယ်ပေါ့နော် ဒီနှလုံးကမတူနေဘူးအခုပြထားသလိုမျိုးပဲ A56 က metal ring လေးတွေနဲ့ lens တစ်ခုချင်းစီကိုခွဲထားတဲ့ပုံစံဖြစ်နေတော့အမြင်ရနေနဲ့ပို့ပြီးတော့ refine ဖြစ်တယ်လို့တော့ခံစားရတယ်ပေါ့နော်လှတာတော့နှစ်ယောက်လုံးကသူ့အလှနဲ့သူရှိကြတယ်အကြည့်တဲ့သူဘာမှမမူတည်လိမ့်မယ်ပေါ့ကျွန်တော်တို့နောက်ဘက်က back cover ကိုကြတော့နှစ်ကောင်စလုံးမှာ gorilla glass victus plus နဲ့ကာပေးထားတယ်ဆိုတော့အကျန်းခံမယ်လို့တော့ကျွန်တော်တို့ထင်ရတယ်ပေါ့နော် ဘေးဖရိမ်နေမှာ A36 ကပလတ်စတစ်ဖရိမ်နဲ့ A56 ကကျတော့သူကအလူမီနီယံဖရိမ်ကိုစပြီးတော့ပြောင်းသုံးပေးထားတယ်။ဒီနေရာမှာကောင်းတာတစ်ခုက A36 ကပလတ်စတစ်ဖရိမ်ကိုသုံးပေးလိုက်ပေမဲ့ chip ဖြစ်တယ်လို့ကတော့မခံစားရဘူး။ဒါကလည်းသုံးထားတဲ့ plastic quality ကကောင်းတာလေတော့ပါတာပေါ့။ Corsi ကိုရောင်းနေတဲ့အယောင်နေဆိုလို့ရှိရင် A56 မှာဆိုလို့ရှိရင်သူတို့နာမည်ပေးထားတာ Awesome Graphite ဆိုတဲ့အယောင် A36 မှာကျတော့ Awesome Lavender ဆိုတဲ့အယောင် Graphite နဲ့ Lavender ပေါ့။ နှစ်ခုစလုံးက awesome ဖြစ်ပါတယ်ဗောနာမည်ပေးနေရတော့နစ္စာထားပါတော့ A56 ရဲ့အယောင်ကနောက်ဖက်မှာအာ smash ရေးနေနေထင်နေဆိုပေမဲ့ A36 မှာတော့သိမမြင်ရအောင်အယောင်ကတော့ကျွန်တော်တို့ပြထားတဲ့အတိုင်းပဲ color option တွေကတိတ်တောက်တောက်ကြီးတွေမပါဘူးလို့ပြောရမယ်ခက်ငိမ့်ငိမ့်လေးတွေပဲတွားထားတယ်ဗောဒီနှစ်မှာအလေးချိန်မိုင်းမှာဆိုလို့ရှိရင် aluminum frame သုံးထားတဲ့ A56 က 209g လေးသွားမယ်အ plastic frame နဲ့ A36 ကကျတော့ 185g ရှိမယ် တော့နည်းနည်းလေးပို့ပေါ့မယ်ပေါ့နောက်ပြီးတော့ volume နဲ့ power button တွေထားတဲ့နေရာတွေကိုဘေးဘက်ကနေပြီးတော့ဖောင်းကျနေတဲ့ပုံစံလေးလို့ပြထားတာလေးရလေသဘောကျစရာကောင်းတယ် cloud တွေကလည်းနှိပ်ရတာ clicky ဖြစ်တယ်တော်တော်လေးနှိပ်လို့ကောင်းတယ်ဒါပေမဲ့ cloud ထားတဲ့ position ကနည်းနည်းလေးအပေါ်ရောက်နေတယ်ပေါ့နော်အဲ့ဒါ phone တော်တော်များများမှအဲ့လိုဖြစ်တယ်ဘာဖြစ်လို့လဲမသိဘူးကျွန်တော်ပဲလက်သေးတာလားမသိပါဘူးကျွန်တော်လက်လေပုံမှန်ပါပဲလက်ကြီးတဲ့သူတွေအတွက်ကတော့အဆင်ပြေလိမ့်မယ်ပေါ့နော် အမ်ကျွန်တော်ထပ်ပါလက်ကနည်းနည်းထပ်သေးအောင်မယ်ဆိုရင်တော့ဖြင့်ဟိုးပေါ်ထိတက်တက်ပြီးတော့နှိပ်ရတာနည်းနည်းလေးလက်အီရိုဘစ်ဆော့ရသလိုမျိုးဖြစ်နေလိမ့်မယ်။နောက်နှစ် A series ဆုံးနေမှာဒီကလလေးတွေနည်းနည်းလေးအောက်ချပေးမယ်ဆိုရင်တော့ပိုကောင်းမယ်လို့ထင်တာပဲ။ကျန်တဲ့ဘိုင်းတွေကတော့အကုန်လုံးအတူတူပဲပေါ့နော်။အောက်ဖက်မှာ speaker ပေါက်ရဲ၊ a twin ပေါက်ရဲ၊ mic ပေါက်ရဲ၊ sim card ထည့်လို့ရတဲ့အပေါက်ရဲအပေါက်ပေါင်းမျိုးစုံပါမယ်။ ဂျူအဆင်းကိုမမဒီကောင်က e-seamless support လုပ်မယ်။ခြုံပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒီဇိုင်းမိုင်းမှာနှာခေါင်စလုံးကပပပပရိုးရိုးရှင်းရှင်းနဲ့ minimalist ဆန်ဆန်လေးသွားပေးထားတယ်ဗောနော်။ဒါလေးကမိုက်တယ်။ဒါနဲ့ထုံးစံနိုင်မယ်ဟိုပေါ့ IP67 ဘာညာတော့ရေစိုခံနိုင်ရင်ရှိပဲ။ rating ညာတော့အနက်3ပေမှာမိနစ်30လောက်ရေစိမ့်တာခံနိုင်တယ်လို့ပြောတယ်။ display ဘိုင်းကိုပြောမယ်ဆိုရင်နှာခေါင်စလုံးမှာသုံးထားတာ6.7 inches ရှိတဲ့ 120Hz super AMOLED display တွေ။ ထုံးစံတိုင်းပဲ Samsung ဆိုတော့ဗျာ display မှာတော့တိတ်မြန်မြန်ဆဆပြောနေကြမရှိဘူးမွတ်ထနေတာပဲသိရမလားအကြောင်းနေရာလဲဆူဆူတက်တောက်ရှိတယ်အာတော်တော်လေးရသာရှိတယ် brightness ကလည်း high brightness mode မှာ1200 nits လောက်ထိရမယ်ဆိုတော့ neon အောက်မှာတုံးမယ်ဆိုရင်တော့မ AACC ပဲ HDR video တွေပါလေကြည့်မယ်ဆိုရင်လဲ1900 nits အထိ peak brightness ရမယ်အာဒါတော့အမြင့်ဆုံးတော့မဟုတ်ပေမဲ့တော်တော်ကောင်းတယ်ထဲမှာတော့ပါပါသေးတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင် A36 နဲ့ A56 နဲ့ ਆ display မှာအတူတူပဲတုံးနေတာဘာမှမကွာဘူး အရင်နှစ်က A series တွေထက်တော့သူက screen size လေးနည်းနည်းပိုကြီးလာတယ်ဒီနေရာမှာ S25 Ultra လို့ကွန်ပျူတာသွားရှင်လိုက်ရင် LDPO display မဟုတ်တာတော့เนาะ peak brightness မှာနည်းနေတာတော့အဲ့ဒါမျိုးရှိမယ်ပြီးတော့ anti reflective coating မပါတာတော့အဲအဲ့ဒါလေးတွေမှာသွားစကားပြောတယ်ဗောနော် S25 Ultra မှာတိတိတတ်တတ်ကြီးကိုပိုကောင်းတယ်သူရဲ့ display က another level ပဲ another level ပဲတည်မလားအင်းမော်လေးဈေးကလည်းကွာတာ哦ဆိုတော့အားနေချက်တော့လည်းမဟုတ်ဘူးပေါ့ကွာတယ်ပေါ့နော် ပြီးတော့ဒီ security ဘိုင်း security ဘိုင်းဆိုလို့ရှိရင် fingerprint scanner ကလေ and a display တွေကြီးပဲအကုန်လုံး S25 Ultra ကြတော့သူက ultrasonic ဖြစ်သွားမယ်ဒီကောင်လေ another level ထပ်ဖြစ်သွားတယ်ပေါ့နော် S25 Ultra ရဲ့ ultrasonic လောက်တော့မမြန်ဘူးဆိုပေမဲ့သူ့ဟာနဲ့သူ့လေးကတော့မဆိုးပါဘူးအချိန်တိုင်းနှီးပါမှာအလုပ်ဖြစ်ပါတယ် okay so display ကောင်းနေုံနဲ့ကတော့ multimedia consumption ကောင်းနေလို့ပြောလို့တော့မရဘူး ဆိုတော့အဲ့ဒီ A36 A56 ရဲ့ speaker တွေကဘလို့နေတယ်လဲပေါ့နော်အဲကျွန်တော်တို့စမ်းကြည့်ရတဲ့လောက်မှာတော့မဟုတ်ဘူးကောင်းတယ်ဆိုတဲ့အထင်မှာတော့ပါတယ်အဲ stereo speaker တွေသုံးထားတယ်ဆိုတော့အတန်ထွက်လေရှင်းတယ်တော်တော်လေးလဲကျယ်တယ်ဒါပေမဲ့ကိုရီ YouTube video တွေကြည့်နေရင်လည်းသတိထားမိတာက A56 ရဲ့ speaker ပို့ပြီးတော့အတန်ကျယ်တယ်လို့ quality လည်းပိုကောင်းတယ် A36 ကတော့ A56 လောက်အားရစရာမရှိဘူး။ဒါပေမဲ့ mirror ရှုံတလုံးအနေနဲ့ကတော့သူ့ဟာနဲ့သူကတော့မဆိုးဘူးလို့ပြောလို့ရပါတယ်။ ကြောက်မယ်ဆိုတော့ stereo speaker ပါနေရနေနေမယ်မဆိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်ကိုယ်တိုင်မှတစ်ချက်နားထောင်ကြည့်ကြည့်လိုက် โอเคกล้องไปกล้องไปก็เลย A36 เนี่ย A56 เนี่ยຫນຶ່ງລົງສະລົງກາ mirror phone ນີ້ຜິດနေລະສະນໍ flagship ດີມາລູမျိုးຍັງກ້ອງແນ່ປုံຖွက်ດີບໍ່ເຂົາຍາຫມ່ຽນເລ່ນລູບໍ່ຢາກຕູ້ຊີແລ້ວນະຕູ້ມາတော့ແມ່ນບໍ່ຮູ້ບໍ່ສໍເລປົ່ງຊັ້ນເລີຍດີບໍ່ຊິແມ່ນບໍ່ເນາະຫນຶ່ງລົງສະລົງກາတော့ main ultra wide macro ສຸບີ້တော့ triple camera setup ເບ camera specs ຊີກາတော့ຈົນເຮົາດີມາປ략ໄປຖ້າໄດ້ໃດແມ່ນຕະຄຸຊິດາ50 megapixel zoom ໂຕໄປແມ່ A56 ရဲ့ main camera က sensor size ပိုကြီးတယ် ဆိုတော့လိုလိုက်တွေအတွက်ရောဒီဒီတွေအတွက်ရောဘုခေးတွေအတွက်ရောတည်တည်တာပိုကောင်းလိမ့်မယ်။ Ultra wide မှာလည်း A36 မှာလိုမျိုး8 megapixel မဟုတ်ဘဲနဲ့ကောင်း12 megapixel ဆိုတော့ဒီဒီလေးတွေနည်းနည်းပိုကောင်းတယ်။ပြီးတော့ A36 မှာ portrait mode မှာ 1x နဲ့ပဲရိုက်လို့ရတယ်။ A56 မှာတော့ 2x portrait ပေးရိုက်တယ်။ Telephoto မပါဘူးဆိုပေမဲ့เนาะ main sensor အနေနဲ့ crop လုပ်ထားတာကို A36 က မလို့ခေါ်မလဲအဲ့လောက်ထိ crop မခံဘူးလို့ပဲပြောရမှာပေါ့ A56 ကတိတိတတာပိုကောင်းတယ်ဒီဒီပိုကြံ့တယ်အဲဒါကြောင့်မို့လို့ 2x portrait ကို A56 မှာပဲပေးရိုက်တယ်ပြီးတော့ A56 ရဲ့ sensor ပိုကြီးတာကသူကလိုးလိုက်မှာလဲတိတာသွားစီကျွန်တော်တို့အခုစမ်းရိုက်ထားတဲ့ပုံတွေကိုဒီမှာပြပေးထားမယ်တစ်ချက်ရိုးရှိကြည့် ဗီဒီယိုပိုင်းမှာလည်းနှကောင်စလုံးက 4K 30 FPS ရိုက်လို့ရပါရဲ့အာမိုက်တာက selfie မှာပါ 4K 30နဲ့ရိုက်လို့ရတယ်ဆိုတော့ TikTok ဆော့ကျင်တာတော့ online မှာဈေးရောက်တာတော့เนาะအဲ့လိုမျိုးလုပ်ရှင်နေဆိုလို့ရှိရင်လေ Android ထဲမှာဆိုရင်ဒီကောင်က mirage segment ထဲမှာဆိုလို့ရှိရင်ဗီဒီယိုရိုက်လို့မဆိုးဘူးဆိုတဲ့အနေအထားမှာရှိတယ် camera feature တွေအနေနဲ့မှာလည်းကျွန်တော်တို့ object eraser လိုပါမျိုး feature တွေပါမယ်အဲ A56 မှာဆိုလို့ရှိရင် best face လိုမျိုးတော်တော်လေးအသုံးဝင်တဲ့ feature မျိုးပါထည့်ပေးထားတယ် A36 မှာတော့ best face feature မပါဘူး ဒီဈေးဝင်ခြင်းမှာတော့ဒါလေးပါထည့်ပေးလိုက်ရင်တော့ပုံကောင်းတာပေါ့ကျွန်တော်ထင်တာပြောရမယ်ဆိုရင်တော့ SOC limitation ကြောင့်ဖြစ်ခြင်းဖြစ်မဟုတ်ရင်တော့ဆရာစားချန်တာတခုခုကြောင့်ဖြစ်လိမ့်မယ် SOC ကြောင့်တော့ဖြစ်ပုံရမယ်ထင်တာပဲ Okay battery မှာလည်းနှစ်ကောင်စလုံးက9000 mAh သုံးထားခြင်းအတူတူပဲအရင်နှစ်တုန်းကလည်း9000ဆိုတော့တိုးတက်လာတာတော့ဒီညမှာမရှိဘူး2025 standard အနေနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်နည်းနည်းကြီးမြတ်ခြင်းများလို့ရတယ်ဆိုလိုချင်တာကဗျာတော့9500 mAh လောက် silicon carbon နဲ့ဆိုပိုကောင်းတာပေါ့ဒါပေမဲ့ flagship ဖြစ်တဲ့ ် S25 Ultra လည်း9000 mAh ပဲ silicon carbon လည်းမဖြစ်သေးဘူးဆိုတော့လက်ခံရမှာပဲပေါ့နော်မတက်နိုင်ဘူးဒါပေမဲ့သူ့ရဲ့4 nanometer chip တွေကြောင့်ရောသူ့ရဲ့ UI optimization ကြောင့်ရော battery ကအသုံးခံတဲ့အထက်မှာတော့ပါပါသေးတယ်ကျွန်တော်တို့ mobile legend ကိုတပွဲလောက်ဆော့ကြည့်တဲ့အချိန်မှာ4 to 5%လောက်ကုန်တယ်။ဂိမ်းမဆော့ဘဲနဲ့ပုံမှန်သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်နှစ်ရက်နီးပါးလောက်ကတော့ချွတ်ချွတ် data သုံးမယ်ဆိုလို့ရှိရင်သုံးလို့ရမယ်။နောက်ပြီးတစ်ခုရှိတာ capacity ဘိုင်းမှာမတိုးတက်လာဘူးဆိုပေမဲ့တိုးတက်လာတဲ့တခြားနေရာတွေရှိတယ်။အဲ့ဒါတော့ charging speed ပေါ့နော်။ နောက်ကစားလုံးကအရင်ကလိုမျိုး25ဖွဲ့မဟုတ်တော့ဘဲနဲ့45ဖွဲ့ဖြစ်သွားတယ်ပြောမယ်ဆိုလို့ရှိရင် S25 ထက်တောင်မှပိုကောင်းနေရပေါ့နော် S25 က25ဖွဲ့ပဲပါတယ်ကိုရီစန်းကြီးတလောက်မှာ0 to 100ကိုတနအီဆုံးဆုံးတော့နဲ့ပြည်တယ်ဆော့ Samsung ကဒီနေရာမှာနည်းနည်းလေးအဆင့်မြီစားပြူလာပြီပေါ့နော်အရင်တော့ကသူများနောက်ရောက်နေတော့ဒီဘက်မှာခုကတော့ရင်မောင်လိုက်တန်းနေပြီပေါ့အဲ so performance ဘိုင်းကလည်းဖုန်းနှလုံးစလုံးကအရင်နှစ်တုန်းကတော်တော်လေးတိုးတက်လာတယ်။ A55 မှာတော့က၃ခဲတဲ့ Exynos 1480ထက်အခု A56 မှာ တုံးတဲ့ Exynos 1580ရာ CPU performance ရော GPU performance ရောတိတိတသားကိုပိုကောင်းလာတာကျွန်တော် benchmark တွေပဲတစ်ချီကြည့်ကြည့်လိုက်ရှင်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဒီဈေးဝင်ခြင်းမှာသူ့ထက်ဟိုဈေးပိုများတဲ့ကောင်တွေမှာပါတုံးတဲ့ Snapdragon 7 Gen 3ထက်တော့မှာတကောင်ပိုချမ်းနေသေးတယ် ်ဆိုတော့ Samsung ဖုန်းနဲ့ gameless ဆိုရင်လည်းဆိုတဲ့သူတွေအတွက်ကအရင်လို S series တွေအထိတက်ဝင်နေစရာမလိုတော့ဘူးလို့ပဲပြောရမလား A series နဲ့နေမဲ့ဖြည့်ရှင်းလို့ရတယ်ပေါ့နော်အဲဒါကြောင့်မို့လို့ဒီနှစ် A series ဖုန်းတွေကတော်တော်လေး recommend ပြလို့ပိုကောင်းသွားတယ် အပြီးတော့ဈေးပိုတက်တာတဲ့ A36 မှာလည်းမနှစ်က Mirage Exynos SoC တွေမတုံးမင်းနဲ့ Snapdragon SoC ပြောင်းပြီးတော့တုံးပြီးတယ်။သူ့မှာတုံးပြီးတဲ့ကောင်ကကျတော့ Snapdragon 6 Gen 3ဆိုတဲ့ကောင်။ပုံမှန်နေ့စဉ်သုံးတဲ့နေရာမှာတော့နှေးတာမျိုး App အဝင်အထွက်ဒီမှာစောင့်ရတာမျိုးတော့မရှိဘူး။အရင်ကျွန်တော် Snapdragon 6 Gen 1နဲ့ Game Show ကြည့်တာမှာတော့မှအဆုံများတဲ့ ဗာ PUBG တို့ Mobile Legend တို့ကောင်းကောင်းမွန်မွန်ဆော့လို့ရတယ်ဒီကောင်ရဲ့ Snapdragon 6 Gen 3ရလဲ AnTuTu score ကို6သိန်းကျော်ကျော်လောက်ရထားတာဆိုတော့ Young Graphics မြင့်တဲ့ game တွေမဆော့ဘူးဆိုလို့ရှိရင်ဒီ performance ကလုံလောက်တယ် 3D Mark Wildlife Extreme Stress Test မှာ stability score က100%နေပါပဲ ဆိုတော့ဒီကောင်ကဟိုပါဝါတော်တော်မစားတဲ့ SOC ပေါ့နော်အဲ့ဒါတိတာစီတယ်မပူဘူးပေါ့မပူလို့ performance ကိုဒီလောက်ထိရေရှည်ကြီးထိမ့်ပေးထားနိုင်တာပေါ့နော် A36 ကကျတော့ဘယ်လိုခေါ်မလဲ price to performance တိတဲ့နှမတွေအတွက်ကတော့ recommend ပေးလို့တိတ်မကောင်းဘူးအဲ့ဒါတော့လက်ခံရမယ်ဆိုလိုတာ game line ကိုတော့ကျွန်တော်တို့ setting အမြင့်ကြီးတွေနဲ့ solve လို့တော့မရဘူးပေါ့ဘယ် game ကို best setting နဲ့ solve လို့ရမလဲဆိုတော့ကျွန်တော်တို့အခုဒီမှာစမ်းပြထားမယ်ကိုကိုပဲကြည့်ရှုပြီးတော့ဆုံးဖြတ်လိုက်ကြကုန် ။တကယ်လို့ခမားကဂိမ်းနိုင်ကိုလုံးဝစတင်အမြင်ဆုံးနဲ့ရှယ်ဆော့ကျင်တာဆိုလို့ရှိရင်တော့ဖြင့် S25 Ultra လို့ခေါ်မျိုးကဝယ်ဝယ်မှရလိမ့်မယ်။အဲ့ဒီဟာအများကြီးပို့ပြီးတော့ experience ကပိုကောင်းလိမ့်မယ်။ဒါနဲ့ဒီ game နေကိုပေါ့နော်ဆော့ကြည့်တဲ့အခါမှာ delete မိတာတခုရှိတယ်အဲ့ဒါက A56 ရဲ့ haptic feedback က A36 တက်ကိုတော်တော်လေးကိုပိုကောင်းတာတော်တော်လေးလေး tight ဖြစ်တယ်လို့ strong လဲပိုဖြစ်တယ်ပိုပြီးတော့အာ precise လေးဖြစ်တယ်ပေါ့နော်။ Okay ပြီးတော့ဒီ A series ဖုန်းနှလုံးစလုံးက Android 15ပေါ်မှာခြေခံထားတဲ့ One UI 7ကိုတုံထားတာ။ဆိုတော့ user experience ကဒီဈေးထဲမှာတခြားဖုန်းတွေထက်ပိုကိုးကောင်းတယ်။ဒါကျွန်တော်ပဲ bias ဖြစ်လို့လား။ကျွန်တော်ပဲ Samsung ရဲ့ One UI နေနဲ့ဟိုဖြစ်လို့လားတော့မပြောတတ်ဘူး။အသားကျလို့လားတော့မပြောတတ်ဘူး။ဒါပေမဲ့တေချာတာတစ်ခုကတော့ clean ကတော့ပိုဖြစ်တယ်။ဒီလားသူရဲ့ look and feel ကိုမကြိုက်ဘူးဆိုရင်တော့မှတခြားတရုတ် brand တွေနဲ့ရှင်နေလို့ရှိရင် clean ပိုဖြစ်တယ်။အဲ့ဒါတော့လက်ခံရမှာ။ Samsung ကိုရွေးကြတဲ့သူတော်တော်များများကလဲတော့ဒီ One UI အကြောင်းရွေးကြတာလို့တော့ထင်တာပဲကျွန်တော်ထင်တာပြောပါတယ်ခင်ဗျားတို့တခြားကြောင်ရွေးကြဆိုရင်လည်း comment တွေမှာဝင်ကြီးသွားလိုက်ပါနော်ဆိုတော့ဒီနှစ်ရဲ့ Galaxy A series အသစ်တွေရဲ့အသာချက်ကတော့သူတို့ပြောထားတဲ့ပုံစံအရကတော့ Awesome Intelligence ဆိုပြီးတော့သူတို့ flagship phone တွေမှာပဲထည့်ပေးလိရှိတဲ့ AI feature တွေကိုသူကအောက်ပိုင်းမှာပါထည့်ပေးလာပြီ S25 Ultra လိုမျိုး အများကြီးမဟုတ်ရင်တောင်မှအတုံးဝင်တဲ့ဟာလောက်လေးတွေကိုထည့်ပေးလာတယ်ဥပမာအဖြစ် circle to search လောက်ကဖုန်းတိုင်းမှာရသွားပြီเนาะပို့ပြီးတော့ upgrade ဖြစ်လာတဲ့ object eraser တွေရလာမယ် create filter တို့လိုမျိုးเนาะ AI feature တွေထည့်လာမယ် auto trim တို့ best face တို့ပြောင်းမယ်ဆိုရင်တော့ content ကိုပြန် extract လုပ်ပြီးတဲ့ feature တွေပေါ့เนาะအဲ့ဒါလေးတွေပါလာတယ်ပြီးတော့ software update ကို6နှစ် promise ပေးထားတယ်အဲ့ဒီကွက်လေးကမိုက်တယ်တွေ့ကြည့်မယ်ဆိုရင် Android 15ကနေလာတာဆိုတော့ Android 21အထိသုံးလို့ရမယ်ပေါ့เนาะ ဖုန်းတစ်လုံးကို6နှစ်ကြိုင်မဲ့လူတွေအတွက်ပြောပါရယ်ပြတ်ဗရမ်ကိုရီးယားတော့မိုင်ကွန်သုံးနှစ်နှစ်ပေါ့သုံးနှစ်ပေါ့အဲ့လောက်ပဲသုံးပြတ်တယ်ဒါပေမဲ့သုံးနေသူရှိတယ်ဆိုလို့ရှိရင်အဆင်ပြေတာပေါ့ဟုတ်တယ်ဗျဒါတော့မှ SN5 Ultra ဆိုလို့ရှိရင်6နှစ်မဟုတ်ဘူးသူက9နှစ်ရဒါ flagship တစ်လုံးအတွက်ကတော့အဓိပ္ပာယ်ရှိတယ်ပေါ့နော် AI feature တွေဆိုတာလည်းအများကြီးပဲတော်တော်လေးလေးကလေးလို့ကောင်းတယ်အများကြီးပါတယ်ပြောလို့ပြောတာမဟုတ်ဘူး One UI 7ကလည်းတော်တော်သုံးလုံးကောင်းလာတာဒီကောင်ရဲ့ feature တွေကအများကြီးပဲတုံးကြည့်လေတုံးကြည့်လေအစ်စ်တွေပေါ်လာလေအစ်စ်တွေပေါ်လာလေသိရမလား customizability အလည်းအရန်ကောင်းတယ်။နောက်ပိုင်းအဆင်ပြေလို့ရှိရင် One UI 7ကိုတည်တံ့အောင် review လုပ်ပေးမယ်။ဒါတော့ stay tune ပေါ့နော်။ Okay ဆိုတော့ဈေးနှုန်းအနေနဲ့ချိန်ညင်နေဆိုရင် A36 က15သိန်း8500တော့ A56 က19သိန်း900ဆိုတော့3သိန်းကျော်လောက်လေးပဲกว่าတာခြုံငုံပြောမယ်ဆိုလို့ရှိရင်တော့ Galaxy A36 ကဖုန်းကိုဖုန်းလိုပဲသုံးမယ်ဂိမ်းတွေအများကြီးမဆိုးဘူးကင်မရာလည်းအရင်ကောင်းဖို့မလိုဘူး brand ကောင်းကောင်းလေးတွေကမှဈေးလည်းအရင်မကြီးချင်ဘူးဆိုတဲ့သူတွေတော့ရွေးချင်ရွေးပေါ့ဒါပေမဲ့တစ်ဖက်မှာ သုံးသိန်းကျော်လောက်လေးပို့ပေးလိုက်တာနဲ့ကင်မရာရော performance ရော build quality ရောပိုကောင်းမဲ့ Galaxy A56 ကိုဝယ်လို့ရနေပြီ။တို့ကလည်းတမင်လေးအလိုလေးလုပ်ပေးထားရတဲ့ဒူပါတယ်။ဆိုတော့ Galaxy A56 ကိုကြတော့ဈေးကို flagship လောက်ထိလည်းမသုံးဘူး။ game developer team ရဲ့ကင်မရာလေးလည်းကောင်းရမယ် all rounder ကောင်းတဲ့ mid range phone ကို Samsung လို့ brand name ကနေပြီးတော့ကင်ရင်နေဆိုတဲ့သူတွေကဒီ phone က recommend ပေးလို့ကောင်းတယ်။ဒါမှမဟုတ်အာကျွန်တော်တို့ A series ကိုကတော့အားမရဘူးအကောင်းဆုံးအကျဉ်းဆုံးပဲပေး ငွေကြေးရေးခြေတလုံးမွေးဆိုလို့ရှိရင်တော့ S25 Ultra ရှိမယ်။ဒီအတိုင်းပဲ flagship ဆိုတော့ display camera battery performance build quality ဘာမှပြောနေကြမလို့ခုနကတော့ A series နဲ့အများကြီးအများကြီးกว่าမိုးနဲ့မြည်လို့กว่าတယ်။အများကြီးပိုကောင်းမယ် display တွေကလည်း quality plus ဖြစ်သွားမယ် anti reflective coating ပါမယ်နော် titanium frame နဲ့ဖြစ်သွားမယ်ဘေးအပေါင်းတွေကလည်းပါသွားမယ်ပြောရရင်အကောင်းဆုံးတွေကအကောင်းဆုံးဆိုရဲ phone display ပဲ။ SOC ကလည်းလက်ရှိမှာအကောင်းဆုံးလို့ပြောလို့ရတဲ့ Snapdragon 8 Elite for Galaxy နဲ့လာမယ် performance ကလည်းပြောစရာမလိုတော့ဘူး။ကြိုက်တဲ့ game ကိုကြိုက်တဲ့ setting နဲ့အမြင့်ဆုံးမှထားပြီးကျုံလို့ရမယ်။ဒီကောင်နဲ့အဆင်မပြေတဲ့အထားဆိုတာကိုမရှိဘူး။အဆင်မပြေတဲ့ game ဆိုတာကိုမရှိဘူး။ battery life ကလည်း 9000mAh ပဲဆိုပေမဲ့ 9000mAh ထဲမှာတော့အာတော်တော်လေးသုံးခံတဲ့ထဲမှာပါတယ်။ကင်မရာဘိုင်းကိုကြည့်မယ်ဆိုရင်ဒီကောင်ရဲ့ကင်မရာပုံထွက်တည်းကပိုးစိုးပစက်မိုက်တယ်။ တုံထားတဲ့200 megapixel main camera တွေကလည်းဒီ delay ညမ်းမိုက်တယ်လို့ 3x 5x telephoto တွေထွက်လာတဲ့ portrait photo တွေ zoom photo တွေအဲ့ကောင်တွေကကျစင်ကြီးကိုကွာတယ်အများကြီးတော့ကျွန်တော်မပြောတော့ဘူးကျွန်တော်အခုဒီမှာပြထားတဲ့ချက် show ကြီးလိုက်ပါတော့နော် ဆိုလိုတာကဒီလိုပုံစံကိုခုနကတော့ A series ဖုန်းတွေမှာရိုက်လို့ရမှာမဟုတ်ဘူးဒီဖုန်းမှာကရိုက်ရှင်သလိုရိုက်ထွက်လာတဲ့ပုံစံကလာနေပြီးတော့ S Pen feature တွေလည်းသုံးလို့ရသွားမယ့်အပြင်ကို AI feature တွေမှာလည်း A series တွေထက်အများကြီးပုံများတယ်ဒီမှာဘဝင်သိပ်မကြတဲ့အချက်ကတော့ S Pen မှာအရင်နှစ်ကလို Bluetooth မရတော့တာ Harry Potter အကွက်လုတ်ချင်လုံးလို့မရတော့ဘူးပေါ့နော်အဲမရဘူးတော့မဟုတ်ပါဘူးရပါတယ်တက်တက်တော့ပြန်ဝင်ရမှာပေါ့အဲ Bluetooth ပါတဲ့ S Pen ပြန်ဝင်ရမှာအဲ့လိုပြောရင်ပုံမှန်လေး AI feature ဘိုင်းနေမှာလည်းတခြားဖုန်းတွေနဲ့ရှင်လိုက်ရင်လက်ရှိမှာ S25 Ultra ရဲ့ AI feature တွေကအများကြီးပိုကောင်းနေသေးတယ် generative edit တို့နောက်ပြီးတော့ကိုယ့်ရဲ့ art style ပုံစံပြောင်းလို့ရတဲ့ AI studio AI portrait studio တို့ drawing assist တို့အဲ့လို feature တွေဆိုရင်တော်တော်လေးသဘောကျစရာကောင်းတယ် fun ဖြစ်တယ်ဒီနေ့မှာဆိုလို့ရှိရင်ဒီ voice command ပေးပြီးတော့ app တစ်ခုကနေတစ်ခုကိုခုန်ကူးသွားလို့ရတဲ့ AI feature လိုမျိုးတွေအမ် audio eraser တို့ auto trim တို့ ဲ့လိုမျိုးဒီ video edit ရတာသဘောကျတဲ့သူတွေအတွက် AI feature တွေအဲ့ဒါတွေလည်းပါပြီပြီးတော့ wireless charging တို့နောက်တဲ့ IP67 မဟုတ်ဘဲ IP နောက်တဲ့ IP67 မဟုတ်ဘဲねပိုရေဆိုခံနိုင်တဲ့ IP68 လိုမျိုး flagship feature တွေအဲ့ဒီကောင်တွေလည်းဒီကောင်မှအများကြီးရမယ်ဆိုတော့ဖုန်းတစ်လုံးနဲ့အလိုမြင်များလောက်ချင်တဲ့သူတွေကင်မရာအကောင်းဆုံးကိုမှလိုချင်တဲ့သူတွေသူတို့ကတော့ S25 Ultra ကိုဝယ်တာ A series နဲ့အများကြီးกว่าတဲ့ experience ကိုပေးနိုင်လိမ့်မယ်နောက်ထပ်အများကြီးกว่ามาတော့ဈေးနှုန်းပေါ့เนาะဆိုတော့ Golf 2 Face ကြီးဆိုလို့ရှိရင်66သိန်းရှင်းအောင်ကြပါဆိုတော့ A56 နဲ့ရှင်းလိုက်မယ်ဆိုရင်3ဆကျော်ပုံများတာပေါ့နော်ပုံများတော့ပြင်ရတာလည်းများတာပေါ့ဒါပေမဲ့3ဆပိုကောင်းသလားအဲဒါတော့ကိုလူတို့ကိုဘတာကိုစဉ်းစားကြည့်လို့ရတယ်ပေါ့နော်ပြောလို့ပြောတာမဟုတ်ဘူး A56 ကဒီနှစ်မှာတော်တော်လေးကျိုးတက်လာတယ်သိန်း20မပြည့်ဘဲနဲ့ metal frame နဲ့ glass back တွေရတယ် display လည်းမိုက်တယ် performance လေးလည်းလုံးလုံးလောက်ရှိလာတယ် A36 ဆိုလို့ရှိရင်လည်း plastic frame ဖြစ်နေတာရယ်အဲ performance နဲ့ camera နဲ့ရော့တာရယ်လောက်ကလွဲပြီးနေရာတော်တော်များများမှာလူတော်တော်များများအတွက်အဆင်ပြေသေးတယ်ဆိုတော့ဒါတော့ကျွန်တော်ရဲ့အမြင်ပေါ့နော်ခင်ဗျားတို့ရဲ့အမြင်ကရောဘယ်လိုရှိလဲ Samsung နဲ့ကပဲရွေးမယ်ကိုက Samsung fan ဆိုလို့ရှိရင် A36 စာ A56 စာဒါမှမဟုတ် S25 Ultra လာဘာဖြစ်လို့လဲအောက်က comment တွေမှာဝင်အောင်ဆွေးနွေးညှိနှောင်းလို့ရပါတယ် Okay နောက်နေ့မှတွေ့တာပါ